ကျောင်းသားတွေကိုကျုပ်အခမဲ့ကြွေးမဲ့ထိုင်နိုင်ကအားလုံးမင်းငါပါရှင် CFP Channel ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ Channel ကတော့ဗဟုသုတအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးမှာမို့ Channel လေးကို Subscribe မလုပ်ရသေးရင် Like and Subscribe လုပ်ပေးသွားဖို့လည်းတောင်းဆိုပါသေးတယ်။နိုင်ငံတကာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာအဲ့ဒီနိုင်ငံရဲ့လူဆန်အားအရင်းမြစ်ပေါ်အများကြီးမူတည်ပါတယ်။အမျှော်အမြင်ကြီးတဲ့နိုင်ငံတွေနိုင်ငံအစိုးရတွေဟာကျောင်းသားလူငယ်တွေရဲ့ပညာရေးမြင့်မားမှုနဲ့အတူညည်းရေးမြင့်မားဖို့ ကုခန္ဓာထွားကြိုင်ပြတ်ခိုင်ဖို့အတွက်အာယုံဆိုင်ကြိုပမ်းကြပါ යි အဲ့ဒီအတွက် လူငယ်တွေအာဟာရပြည့်ဝစွာစားသုံးခွင့်ရှိရင်ဟာမရှိမဖြစ်အရေးပါပါ යි ထိုင်းနိုင်ငံဟာဥစားချက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးရှံပုံငွေကနေចောင်းသားလူငယ်တွေအတွက်ကျပ်ဥပုံမှန်ကျွေးမွေးမယ့်အစီအစဉ်ကိုစမ်းသပ်စတင်လိုက်ပါ යි နခွန်နရော့ပြည်နယ်မှာရှိတဲ့ចောင်းပေါင်းစနတ်ចောင်းကចောင်းသား2000ကိုတပတ်ကျပ်ဥ3လုံးနှုံးနဲ့နှစ်နှစ်စတင်ကာလ၄ခုစာ အခမဲ့ကျွေးမွေးသွားမှာဖြစ်ပါ යි ထိုင်းကျန်းမာရေးဦးစီးဌာနကចောင်းသားတွေရဲ့ကျန်းမာရေးကိုမပြတ်စောင့်ကြည့်မှတ်တမ်းတင်နေမှာဖြစ်ပြီးကျအုပ်ကျွေးမွေးခြင်းရဲ့အကျိုးရလဒ်ကိုလေ့လာမှာဖြစ်ပါတယ်။တကယ်လို့အခုလိုကျအုပ်ကျွေးမွေးခြင်းကြောင့်ကောင်းမွန်တဲ့ရလဒ်တွေရလာမယ်ဆိုရင်ចောင်းသားចောင်းသူတိုင်းအတွက်အခမဲ့ကျအုပ်ကျွေးမွေးတဲ့အစီအစဉ်ကိုတိုးချက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌဖြစ်သူမွန်ဂန်ဖိဖက်စာတိုင်ရန်နဝန်ကဆိုပါတယ်။ ထိုင်းနိုင်ငံမှာကျောင်းနေရွယ်ကလေးငယ်တွေကိုနွားနို့အခမဲ့တိုက်ကျွေးတဲ့ school meet program ရှိနေပြီးနောက်ပိုင်းမှာကျအုပ်ကျွေးမွေးတဲ့အစီအစဉ်ကို school up program အဖြစ်တွေ့မြင်လာရနိုင်ခြေရှိပါတယ်။ထိုင်းနိုင်ငံဟာ school meet program ကို1992ခုနှစ်ကလေးကစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီအစီအစဉ်အတွက်တစ်နှစ်ကိုထိုင်းဘတ်ငွေ14ဘီလီယံကျော်သုံးစွဲလျက်ရှိပါတယ်။ school up program ပေါ်ပေါက်လာခဲ့မယ်ဆိုရင်ပြည်တွင်းကျအုပ်စာတုံးတော်မြင့်မားလာပြီးဦးစားချက်မွေးမြူရေးကဏ္ဍအတွက်လည်းအကျိုးဖြစ်ထွန်းစေမှာပါ။ လက်ရှိမှာထိုင်းနိုင်ငံသားတအိုးချင်းစီရဲ့ဦးအမျိုးမျိုးစားနှုန်းဟာတစ်နှစ်ကို223လုံးရှိပြီးတစ်နှစ်မှာအလုံး80ဝန်းကျင်သာစားသုံးနိုင်တဲ့မြန်မာနိုင်ငံသားတွေထက်နှစ်ဆကျော်ပိုမိုစားသုံးတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့သတင်းဟာထိုင်းနိုင်ငံရဲ့ဆောင်ရွက်ပုံအကြောင်းကိုအိန္ဒိယနိုင်ငံတွေအတွက်အားကြအတူယူပွဲဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ကမ္ဘာကလေးစားအတူယူရမယ်။ထိုင်းနိုင်ငံကဖူလုံလုံလောက်တဲ့အမီခွန်ကင်းကျေးရွာကျမကထိုင်းနိုင်ငံမြောက်ပိုင်းကရွာလေးတူရွာမှာနေပါတယ်။ ဒီမှာတော့ငွေကြေးမပါတဲ့ရောင်းဝယ်ဖောက်ကားမှုတွေအများဆုံးလောက်ကြပါ යි အစားအစာတွေကိုကိုရိုင်းစိုက်ပြိုတယ်နေ့စဉ်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုပြောင်းဝယ်ခွဲယူကြ යි အပြန်အလှန်လှူအားပေးတဲ့ပုံစံနဲ့အလောက်လောက်ကြ යි ကိုရိုင်းရေရှည်ရည်တည်နိုင်မဲ့ရိုးရှင်းတဲ့ဘဝပုံစံကိုပုံဖော်ပြီးနေထိုင်ကြပါ යි ဒီရွာလေးဟာ900ဟက်တာ1235ဧကားလောက်ကျဲပါ යි ရွာသူရွာသားတွေကဟင်တီဟင်ရွက်တတိဝလံမျိုးစုံကိုလက်လက်ဆက်ဆက်ရအောင်တစ်နှစ်ပတ်လုံးသူရာတီနဲ့သူစိုက်ပျိုးကြပါ යි တချို့စပါးစိုက်တယ်တချို့ကယာတီပေါ်သီးနှံတွေစိုက်ကြပါတယ်မိသားစုတစုကဟင်းနုနယ်စိုက်တယ်ဆိုရင်အိန္ဒိနာချင်းမိသားစုတွေက ခရမ်၊ကြက်သွန်၊ကော်ပီတော့အခြားအိမ်တွေကအာလူး၊ငပြော၊တခွာ၊ပဲဒီလိုစိုက်ကြတာပါကျမတို့ရဲ့တနည်းပတ်လုံးစာဆန်လိုအပ်ချက်ကိုဖြည့်ဖို့ရွာရင်လေကွင်းတွေမှာစပါးစိုက်ထားကြပါတယ်အလုံးချိန်ရောက်ပြီဆိုတာနဲ့တာဝန်တွေကိုခွဲဝေလောက်ကြိုက်တချို့ကအပြင်ဆိုင်နေချိန်တချို့ကအပြင်ပြူဆိုတာတချို့ကရိတ်သိမ်းတာလောက်ကြိုက် မိသားစုတိုင်းအိမ်တော်စုတိုင်းကသူတို့လိုအပ်တာထက်ပိုမယူကြတာမို့ရွာမှာစံစီစားတော့ကုန်တွေကရွာကလူတွေအတွက်အမြဲလုံလုံလောက်လောက်ဖြစ်ပိုင်ရွာရဲ့ဒေသထုတ်ကုန်ဆိုင်လေးမှာကျမတို့လိုအပ်တဲ့မရှိမဖြစ်ကုန်ပစ္စည်းတချို့ကိုစိတ်ချယုံကြည်ရဖောက်တယ်ရီစီကနေထုတ်လုပ်မှုကုန်ကြစီအတိုင်းရှာပိုင်အချုပ်ဆိုင်ဆိုလဲရွာကအကူအညီလောက်ကိုင်းတွေနဲ့ပဲရွာကလူတွေလိုအပ်တာကိုချုပ်လုပ်ပေးကြတာပါရွာကထွက်တဲ့အမိုက်တွေကိုစနစ်တကျစီစဉ်ဖို့နေရာတစ်ခုလဲစောက်ထားတယ် အဲ့ဒီနေရာမှာအမိုက်တွေကိုအမျိုးစားခွဲခြားပြီးစွန့်ပစ်ကြိုက်စားကျွင်းစားကြံအမိုက်တွေကိုမြေဆွေးလုပ်ပြီးဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့အတွက်သုံးပိုင်းရွာမှာရေတက်စင်တဲ့နေရာလေးရှိတယ်။အဲ့ဒီနေရာမှာဆိုမြေအောက်ရေကိုတက်စင်ပြီးတောက်သုံးရေတန်းရှာပိုင်းဒါအပြင်စီတနာဝင်တဲ့ဆရာဝန်တွေကစီပီကန်နဲ့ကျောင်းကိုတွေ့ပြီးအုပ်ဆောင်ပေးပိုင်းသိဝင်စားသူတိုင်းထိုင်းဘာသာတရုတ်ဘာသာ BNN ဘာသာအင်္ဂလိပ်ဘာသာတွေကိုအခမဲ့လေးလာလို့ရှာပိုင်းကျမတို့ကတစ်ပင်ခုံလဲတာကိုအနည်းဆုံးဖြစ်အောင်နေထိုင်နေ ဓာတုဓာတ်မြေဩဇာသုံးဆွဲတာတာသက်ရုံလုပ်ငန်းတွေကိုရှောင်ကြရလို့သူမကပြောပြပါ යි အခုလိုမျိုးရွာမှာတင်းတင်းကြပ်ကြပ်ချမှတ်ထားတဲ့ဥပဒေတွေလည်းမရှိပါဘူး။ဘာခိုးဆိုလို့နိုင်မှမှမရှိဘဲတည်တည်ငြိမ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 ်ချမ်းချမ်းရှိနေရကကျမတို့သတင်းသမားတယောက်ကိုအံ့ဩစေပါ යි လို့လည်းဟောင်းဖောက်ဆိုတဲ့ BNN Channel ကရေးသားထားပါ යි တင်းကြပ်တာဆိုလို့အမိုက်ခွဲပြရမယ်ဆိုတဲ့နေရာပဲရှိပါ යි တဲ့တရွတ်တွေလမ်းမှာရှုံနေတွေ့ရတယောက်ယောက်ကတဲလိုက်တာပဲခြုံနေပေပေါင်းနေထူနေရမြင်မြင်းတဲ့တယောက်ယောက်ကအရှင်းသွားတာပါပဲ။ လမ်းခင်းမိန်ကျောင်းဆောင်မိန်ရေကန်ဖော်မိန်အိမ်ဆောင်မိန်စုံလူတိုင်းကတတကြွကြွနဲ့ပါပြီးသားပဲရွာသူရွာသားအလုံးကပင်အလုံးမဆိုးစီတနာဝန်ထမ်းလုံလို့စိတ်ရှိကြတယ်ဒီရွာရဲ့ဤဥပဒေကတော့နေတတူဝလိုအပ်တဲ့ကုန်ပစ္စည်းတွေကိုမျှဝေသုံးစေကြဖို့အစားအစာထုတ်လုပ်တဲ့အခါရရှိဖို့လှုပ်ဆောင်ကြတဲ့အခါမျိုးမှာလည်းမျှဝေလုပ်ကြမျှဝေယူကြဖို့အိမ်သုံးဆောင်တွေကျန်းမာရေးဆောက်ရှာမှုကအစပုံပိုင်ဆိုင်မှုတစ်ခုလိုသဘောထားပြီးအချင်းချင်းကြားမှာမျှဝေသုံးစေကြဖို့ပဲဖြစ်ပါတယ် ဒီလိုလူနေမှုဘဝပုံစံကိုအမြင့်တွယ်စေခဲ့တာကတော့ထိုင်းနိုင်ငံဘူမိပေါ်ရဲ့ specialty economy ဖူလုံလုံလောက်သောစီးပွားရေးပုံစံပဲဖြစ်ပါတယ်။ကမ္ဘာမှာစက်မှုထွန်းကားရေး၊မှုထွန်းကားရေးတွေအတွက်အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုတွေနောက်အပြိုင်ဆိုင်လိုက်နေကြတဲ့အချိန်မှာကျမတို့ကတော့ကွယ်လွန်သွားပြီဖြစ်တဲ့ထိုင်းပြည်ဘူမိပေါ်ရဲ့ဒီ specialty economy မော်ရယ်ဖူလုံလုံလောက်သောစီးပွားရေးစနစ်ပုံစံက အခြေခံကိုကြစ်တရားသုံးခုနောက်ကိုလိုက်ပိုင် ပထမဆုံးတစ်ခုကတော့အစိုးရသည်လူတိုင်းလူတိုင်းစားရင်ရိတ်ခါလုံလောက်စွာဖြင့်အသက်ရှင်ရပ်တည်နိုင်ရေးအတွက်တည်ချအောင်ဖော်ဆောင်ပြီးသင့်နေဆိုတဲ့သဘောတရားဖြစ်ပိုင်ဘရင်ဘူမိဘောကငါတို့အတွက်အရေးကြီးဆုံးအရာကဖူလုံလုံလောက်တဲ့စီးပွားရေးပုံစံရှိဖို့ပဲဒီဖူလုံလုံလောက်တဲ့စီးပွားရေးစနစ်ဆိုတာကငါတို့အတွက်ဖူလုံလုံလောက်ဖို့ငါတို့ဘာသာထောက်ပံ့ရမယ်လို့ဆိုလိုတယ်လို့ပြောခဲ့ပူပိုင်မြို့နယ်ပြည်နယ်ကမြို့သူမြို့သားတွေကြီးရွာတွေကရမီရဖာတွေ အားလုံးဖူလုံလုံလောက်တဲ့ဆိုရဲစကံလုံးရဲ့အထိပ်ပဲကိုနားလည်လာဖို့တယောက်ချင်းစီတိုင်းရဲ့အခြေခံလိုအပ်ချက်အတွက်ဘလို့ဆက်ဆက်တဲ့လူမှုရေးရိုးရာတလေးထုံတန်းလိုအပ်ချက်တွေအတွက်တော့ဘလို့ဆက်ဆက်တဲ့တဘာဝပတ်ဝန်းကျင်ရေးရာလိုအပ်ချက်တွေမှာလည်းဘလို့ဆက်ဆက်နေရဲဆိုတာကိုနားလည်လာဖို့လမ်းညွှန်ချက်တွေနဲ့ရှင်းပြခဲ့တာလို့သူမက BNN Channel လေးကိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။